မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုဟာအရှေ့တောင်အာရှ၄နိုင်ငံနဲ့ကုန်သွယ်ရေးနဲ့မြေရှားအပါဝင်အရေးပါတဲ့တပ်ထုတင်ရန်စာတဆိုင်ရာစာချုပ်တွေချုပ်ဆိုခဲ့ပါတယ်အမေရိကန်သမ္မတ Trump နဲ့တရုတ်သမ္မတ Xi တို့မတွေ့ဆုံခင်မှာတရုတ်အနုမြုံဘုံကျဲလေရင်နေထိုင်ဝမ်အနီးကနေပြန်တန်းအင်အားပြခဲ့လို့ဆိုပါတယ်ထိုင်းပြည်မဲတော်ကြီးဇာပနာရှိပေမဲ့ ပုဂ္ဂလိကပျော်ပွဲရှင်ပွဲတွေနဲ့ဖော်ပြအခမ်းအနားတွေကိုပိတ်ပင်မထားဘူးလို့ထိုင်းဝန်ကြီးချုပ်ကအတည်ပြုပါတယ်။အမေရိကန်ပြည်ထောင်စုဟာအရှေ့တောင်အာရှ၄နိုင်ငံနဲ့ကုန်သွယ်ရေးနဲ့မြေရှားပါဝင်အရေးပါတဲ့တပ်ထုတရားစာဒဆိုင်ရာသဘောတူစာချုပ်တွေကိုအော်တိုဝါလာ26ရက်နေ့ကချုပ်ဆိုခဲ့ပါတယ်။ကုံသွေးဘက်မညီမှုကိုကင်တွယ်ဖို့နဲ့ တရုတ်ကမြေရှားတင်ပို့မှုကန့်သတ်လိုက်ချိန်မှာ ထောက်ပံ့ခွင့်ဆက်ကျယ်ပြန့်စီမှုရည်ရွယ်တာဖြစ်ပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေကိုပေးကျင်တဲ့သတင်းစကားကအမေရိကန်ပြည်ထောင်စုဟာခမရိုးနဲ့ရာဂိုင်နှုံးပြစ်အတူရှိနေပြီးတော့အားကောင်းတဲ့မိဖတ်တယောက်မျိုးဆက်နဲ့ချီတဲ့မိဆွေတယောက်ဖြစ်ဖို့ရည်ရွယ်ထားပါတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ကွာလာလမ်ပူးမြို့မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာ ထိုင်းနဲ့ကမ်ဘောဒီးယားတို့ရဲ့အပြစ်ခံရစဲရေးသဘောတူညီချက်လက်မှတ်ထိုးပွဲကိုလည်းထရန်တက်ရောက်ကြီးကြပ်ခဲ့ပါတယ်။ဒီခရီးစဉ်အတွင်းထရန်ဟာထိုင်းမလေးရှားတို့နဲ့မြေရှားထောက်ပံ့ငွေဆက်ပူးပေါင်းဆောင်ရွက်ဖို့တီးခြားစီလက်မှတ်ထိုးခဲ့ပါတယ်။တရုတ်ဟာမလေးရှားမှာမြေရှားထုတ်လုပ်ရေးဆွေးနွေးနေပြီးတော့မလေးရှားအစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟာတရုတ်ကုမ္ပဏီနဲ့တွဲပြီးတော့မလေးရှားမှာတန့်စင်ဆက်အောင်စောက်ဖို့စီစဉ်နေပါတယ်။ဒီလိုအချိန်မှာ မလေးရှားဘက်ကအမေရိကန်ကို မြေရှားနဲ့အရေးပါတဲ့တတ္ထုတယံဇာတတွေတင်ပို့မှု ပိတ်ပင်တာမျိုး ခွဲရန်သတ်မှတ်တာမျိုးမလုပ်ဖို့သဘောတူခဲ့ပါတယ်။ကမ္ဘာနံပါတ်1မြေရှား2.4ထုတ်လုပ်သူဖြစ်တဲ့တရုတ်ကတင်ပို့မှုကိုထိန်းချုပ်လာတာကြောင့်ကမ္ဘာတစ်လောကထုတ်လုပ်သူတွေဟာဒပိုင်းလျက်ကူးချစ်ပြားတွေလျှက်စစ်ကားတွေနဲ့စစ်ဘက်ကိရိယာတွေမှာကြဲကြဲပြန့်ပြန့်သုံးတဲ့မြေရှားရရှိရေးအခြားထောက်ပံ့ရေးလမ်းကြောင်းတွေကိုအသေးအံရှာဖွေနေရတာဖြစ်ပါတယ်။မလေးရှားမှာ မြေရှားတယံဇာတတန်16ဒသမ1တန်းလောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ထုတ်လို့ရင်ဤပညာတိုးတက်ဖို့ကြိုးပမ်းနေတဲ့မလေးရှားဟာမတန့်စင်ပဲအရင်တိုင်းတင်ပို့မှုကိုပိတ်ပင်ထားပါတယ်။အမေရိကန်ဟာမလေးရှားကမ်ဘောဒီးယားထိုင်းဗီယက်နမ်နိုင်ငံတွေနဲ့ကုန်သွယ်ရေးမူပေါင်းသဘောတူညီချက်တွေချုပ်ဆိုခဲ့ပါတယ်။ဒီသဘောတူညီချက်တွေကအမေရိကန်ကပို့ကုန်တချို့အပေါ်မှာစီးချက်ခွန်တုံညရာခိုင်နှုန်းထိရှော့ချပေးမှာဖြစ်ပါတယ်။ထိုင်းမလေးရှားနဲ့ဗီယက်နမ်တို့က အမေရိကန်မော်တော်ယာဉ်ဘေးကင်းရေးနဲ့ထုတ်လုပ်မှုစံနှုန်းတွေအတိုင်းထုတ်လုပ်တဲ့ယာဉ်တွေကိုလက်ခံမှုသဘောတူခဲ့ကြပါတယ်။ထိုင်းနိုင်ငံကလည်းအမေရိကန်လေယာဉ်အစီး80ဒေါ်လာ18.8ဘီလီယံဘူးစွိုင်းရင်ဒေါ်လာ9.4ဘီလီယံဘူးနဲ့စိုက်ပျိုးရေးထုတ်ကုန်တွေဒေါ်လာ2.6ဘီလီယံဘူးနှစ်စဉ်ဝယ်ယူဖို့ကတိပြုခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကအမေရိကန်နဲ့ကုန်သွယ်ရေးပုံငွေဒေါ်လာ123ဘီလီယံရှိခဲ့တဲ့ BNN ကလည်းအမေရိကန်ထုတ်ကုန်တွေပုံမှုဝယ်ယူပြီးတော့ ကွာဟားချက်ရှော့ချဖို့သဘောတူခဲ့ပါတယ်ခင်ဗျာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီချင်းမြင်တို့တွေ့ဆုံမှုရပ်ပိုင်းလိုမှာတရုတ် A6K ဘုံးကျဲလေယာဉ်တွေဟာထိုင်ဝမ်ကျွန်းအနီးပြန်တန်းပြီးတော့ထိတ်တိုက်ရင်ဆိုင်တဲ့အတွင်စေရေးလေ့ကျင့်မှုလုပ်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင်မီဒီယာကအော်တိုဘာ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် ဒီလေးချက်မှုမှာဂျေတန်းတိုက်လေရင်နေလဲပါဝင်ခဲ့ပြီးတော့ထိုင်ဝမ်ကျွန်းပတ်လေရေပြင်နဲ့ဝင်းဟင်မှာ ပြန်တန်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကာဝေးဝန်ကြီးဌာနကတော့ဒါဟာချင်းချောက်ဖို့ရည်ရတဲ့လောက်ကြံဝါရဖြန့်ချီမှုသာဖြစ်တယ်လို့တုံ့ပြန်ပါတယ်။သူတို့အနေနဲ့နေ့စဉ်စောင့်ကြည့်နေပြီးတော့ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတစုံတရာမတွေ့ရဘူးလို့လည်းဆိုပါတယ်။တစ်ချိန်တည်းမှာပဲအာဆီယံထိပ်သီးဆွေးနွေးပွဲမှာအမေရိကန်နဲ့တရုတ်ထိပ်တန်းအရာရှိတွေတီးကြားတွေ့ဆုံခဲ့ကြပါတယ်။အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန်ကနှစ်နိုင်ငံကုံသွေးရေးသဘောတူညီချက်မူပေါင်းတစ်ခုရရှိထားပြီလို့ပြောပါတယ်။ဒီမူပေါင်းမှာ TikTok ကို အမေရိကန်ကဝယ်ယူရေးအပြည့်အစုံသဘောတူညီချက်ပါဝင်သလိုတရုတ်ရဲ့မြေရှားတပ်ထုတင်ပို့မှုတင်းကျပ်တာကိုတစ်နှစ်ရွှေ့ဆိုင်းပေးတာလည်းပါဝင်ပါတယ်။ဒါကြောင့်သမ္မတထရန့်ချိန်ချောက်ထားတဲ့တရုတ်ကုံစီတွေပေါ်အခွန်တရာရာခိုင်နှုန်းစီးကျက်တာမျိုး ဖြစ်လာနိုင်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။တရုတ်နိုင်ငံကလည်းအမေရိကန်စီက ပဲပုတ်ပမာဏအများပြားပြန်လဲဝေဖို့သဘောတူခဲ့ပါတယ်သမရထရန့်နဲ့သမရရှီတို့ဟာဒီအသေးစိတ်ချက်လက်တွေကိုအော်တိုဝါလာ30နှစ်တန်ဂိုရီးယားကအေပတ်ထိပ်သီးဆွေးနွေးပွဲမှာတွဲဆုံဆွေးနွေးကြမှာဖြစ်ပါတယ်ထရန့်ဟာမလေးရှားမှာလုတဲ့အာဆီယံဆွေးနွေးပွဲကနေထွက်ခွာလာခဲ့ပြီးတော့ဂျပန်နိုင်ငံကိုရောက်ရှိနေပြီဖြစ်ကအဲ့ဒီကမှတန်ဂိုရီးယားကိုသွားမှာဖြစ်ပါတယ်ခင်ဗျာ ဘရင်မေတော်မိဖုရားကြီးတိရိခက်နတ်ရွာဆန်ပြီးတဲ့နောက်ပိုင်းမှာပုဂ္ဂလိကပျော်ဝဲရှင်ဘွဲတွေနဲ့ချော်ပြဲအခမ်းအနားတွေကိုပိတ်ပင်ထားတာမျိုးမရှိဘူးလို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီယာကူကအတည်ပြုပါတယ်ပွဲခန္ဓာတွေကိုမတားမြစ်ပေမဲ့တနိုင်ငံလုံးကြေကွဲဝမ်းနဲ့နေရတဲ့အခြေအနေကိုထင်ဟပ်စေဖို့အတွက်ပွဲစီစဉ်သူတွေအနေနဲ့ကိုယ်ပွဲရဲ့အနေအထားကိုကန့်ညှိဖို့တော့ဝန်ကြီးချုပ်ကနှိုးဆော်ထားပါဗျာ။ ွဲလန်းသဘင်တွေကိုတင်းလျော်တယ်လို့လျှော့ချဖို့ဒါမှမဟုတ်ပြုတ်ပြင်းမွမ်းမံဖို့ဖျော်ပြေးကဏ္ဍကပူပေါင်းဆောင်ရွက်ဖို့လေဝန်ကြီးချုပ်ကတောင်းဆိုထားပါတယ်။ဂီတဖျော်ပြေးပွဲတွေပွဲလန်းစုဝေးမှုတွေကိုမပိတ်ပင်ထားပါဘူးလို့အမှုတင်ကအစိုးရအိမ်တော်မှာသတင်းနောက်တွေကိုပြောကြားခဲ့ပါတယ်။မင်္ဂလာဆောင်လုံမျိုးရိုးရအခမ်းအနားတွေဆက်လက်ဆောင်ရွက်လို့ရမရမေးမြန်းရမှာလဲဝန်ကြီးချုပ်ကယဉ်ကျေးမှုနဲ့ဘာသာရေးအခမ်းအနားတွေကိုထုံးစံတိုင်းဆောင်ရွက်နိုင်တယ်လို့အတည်ပြုခဲ့ပါတယ်။အရေးရောင်းချမှုနဲ့ ဖွင့်လှစ်ချိန်တွေကတော့အပြောင်းအလဲမရှိပေမဲ့အရန်စူစူညံညံပျော်ဝဲရှင်ပွဲမလုပ်ကြဘူးတော့လုပ်ငန်းရှင်တွေကိုဝန်ကြီးချုပ်ကတိုက်တွန်းထားပါတယ်ခင်ဗျာภูมิใจของประสบกรณิกรชาวไทยและเป็นที่ยอมรับอเมริกันรัฐโดนัลด์ทรัมป์အပြစ်ခတ်ရစေးရေးအစီအစဉ်ရဂါဇာမှာငြိမ်းချမ်းရေးဆုံးမဖို့ peace and forcing အတွက်တပ်ဖွဲ့ဝင်တွေဆယ်လုပ်ပေးဖို့တောင်းဆိုခံရရင်နိုင်ငံတွေက ်ငင်းဆန်ကြလိမ့်မယ်လို့ဂျော်ဒန်ဘုရင်အဗ်ဒူလာကပြောကြလိုက်ပါတယ် Mr President Mr Secretary General Your Excellency ညီညာရေးထိန်းသိမ်းဖို့ peace keeping အတွက်ပဲမျှော်လင့်ကြောင်းညီညာရေးစိုးမိုးဖို့ peace enforcing ဆိုရင်တော့ဘသူကားမှဒီကိစ္စကိုဝင်ပါမှာမဟုတ်ဘူးလို့ဂျော်ဒန်ဘုရင်ကတုံ့သက်ပါတယ်ဂျော်ဒန်နဲ့အီဂျစ်တို့အနေနဲ့ပါလက်စတိုင်းလုံခြုံရေးတပ်ဖွဲ့တွေကိုလေ့ကျင့်ပေးဖို့ဆန္ဒရှိပေမဲ့လက်နက်ကင်ပြီးတော့ကင်းလက်ပေးရမယ့်အခြေအနေမျိုးမှာတော့ ်ဘယ်နိုင်ငံကမှပါဝင်ပတ်သက်ခြင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်ဂျော်ဒန်နိုင်ငံဟာဒီအချိန်နေနဲ့နိုင်ငံရေးအရန်နီးကပ်လွန်လာကြောင်းဂါဇာကိုဂျော်ဒန်တပ်တွေမစေလွတ်ဘူးလို့လည်းဘယင်အဗ်ဒူလာကအတည်ပြုပါတယ်ဒီနေ့ထဲမှာဂျော်ဒန်နိုင်ငံဟာဒဏ်ရာရပြီးတော့နေမကောင်းဖြစ်နေတဲ့ပါလက်စတိုင်းကလေးငယ်253ကိုလည်းနိုင်ငံတွင်းရွှေ့ပြောင်းကူတာပေးခဲ့ပါတယ်။ဆယ်စုနှစ်များစွာအတွင်းဂျော်ဒန်နိုင်ငံဟာစစ်ပွဲကနေထွက်ပြေးလာတဲ့ပါလက်စတိုင်းဒုက္ခသည် နှစ်သသမ3သန်းအထိလက်ခံပေးထားပြီးတော့ဒါဟာဒေတာရင်းမှာအများဆုံးပမာဏဖြစ်ပါတယ်ခင်ဗျာအမေရိကန်ဒူးသမ္မတဟောင်းကမ်မလာဟဲရစ်ကသမ္မတဂျိုးဝိုင်တင်ကိုရွက်ကောက်ပွဲထပ်မဝင်ဖို့အစောပိုင်းကတည်းကတိုက်တွန်းတင်သလားဆိုတာပြန်သုံးသပ်မိတယ်လို့ BBC နဲ့အင်တာဗျူးမှာပြောကြားလိုက်ပါတယ်။ဘိုင်ဒန်ဟာထရန့်ရဲ့စကားစစ်ထိုးဘက်မှာအေးမလဖြစ်ခဲ့ပြီးတဲ့နောက် ဇူလိုင်လမှာပြိုင်ပွဲကနှုတ်ထွက်ခဲ့ပြီးတော့ဟဲရစ်ကဒီမိုကရက်တစ်ပါတီသမ္မတလောင်းဖြစ်အစားထိုးဝင်ရောက်ရှင်ပြိုင်ခဲ့ရပါတယ်။မဲဆွယ်ဖို့အချိန်3လကျော်ပဲရခဲ့တာကိုအစွဲပြုပြီးတော့ရပ်ပေါင်း108ရက်107 days လို့အမည်ပေးထားတဲ့သူ့ရဲ့စာအုပ်သစ်မှာထပ်ပြိုင်မှုဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက်ဟာတူတယောက်ရဲ့အတ္တဒါမှမဟုတ်ရည်မှန်းချက်အပေါ်မှာ အခြေမခံခဲ့သင့်ဘူးလို့ဟဲရစ်ကဝေဖန်ရေးသားခဲ့ပါတယ်။ဘိုင်ဒန်ဟာ စစ်တင်နာပတိကျုပ်တာဝန်ထမ်းဆောင်နိုင်စွာမရှိမှာကိုစိုးရိမ်တာမဟုတ်ဘဲအထူးသဖြင့် threat နဲ့ရှင်ပြန်ရမယ် immediate ပင်ပန်းနဲ့မဲဆွယ်ပွဲဒဏ်ကိုခံနိုင်ရင်မရှိမှာကိုစိုးရိမ်ခဲ့တာလို့သူကရှင်းပြပါတယ်အဲ့ဒီတုန်းကသာသူကဝင်ပြောခဲ့ရင်သူကိုယ်တိုင်သမရနေရဝင်ပြန်ခြင်းလို့ကို့အကျိုးစီးပွားအတွက်ပြောတယ်လို့အထင်ခံရမှာစိုးလို့ဖွင့်မပြောခဲ့တာလို့လည်းဝန်ခံခဲ့ပါတယ်ဘိုင်ရဲ့အနီးကလူတွေကသူ့ရဲ့ကျမ်းမာရေးအခြေအနေယိုယွင်းလာတာကို ဖုံးကွယ်ထားခဲ့တယ်ဆိုတော့ဆွဲချက်တွေလည်းတခြားစောက်တွေမှာဖော်ပြနေကြပါတယ်ဟဲရီဟာလက်ရှိမှာသူ့စောက်ကိုကြော်ညာဖို့အတွက်အပြည်တင်ကိုရောက်ရှိနေတာဖြစ်ပြီးတော့အနာဂတ်မှာတမရလောင်းဖြစ်ထက်ဝင် ပြိုင်ဖို့အတွက်ဖြစ်နိုင်ခြေရှိတယ်လို့လည်းအရေးမို့ပြောထားခဲ့ပါတယ်ခင်ဗျာအာဆီယံခေါင်းဆောင်တွေဟာနိုင်ငံစုံနဲ့နှစ်နိုင်ငံချင်းကုံသွေးရေးဆွေးနွေးပွဲတွေအပြီးမှာအော်တိုဝါလာ29ရက်နေ့မှာ ASEAN Plus 3ထိပ်သီးဆွေးနွေးပွဲဖြစ်အရှေ့အာရှခေါင်းဆောင်တွေနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်အာဆီယံ7နိုင်ငံနဲ့တရုတ်ဂျပန်တောင်ကိုရီးယားတို့ပါဝင်တဲ့ဆွေးနွေးမှုမှာစီချက်ခွန်တက်ရောက်မှုတွေနဲ့ကြားဖြတ်ငွေလိမ်ငိုင်းကိစ္စတွေကအဓိကလွှမ်းမိုးနေမယ်လို့ရိုက်တာသတင်းကဖော်ပြပါရယ်အရှိအရှာစီဝါရေးဟာမြန်မာတဲ့စီချက်ခွန်ကြောင့်ဖြစ်တဲ့အနှောက်အယှက်တွေအပါအဝင်နိုင်ငံတကာကုန်သွယ်ရေးခင်းကျင်းရှုပ်ထွေးတဲ့အပြောင်းအလဲတွေကြောင့်အခက်အခဲနဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့တရုတ်ဝန်ကြီးချုပ်လီချန်းကပြောပါတယ်။အော်တိုဝါလာ26ရက်နေ့ကနေစတင်ကျင်းပနေတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲကိုဒီနှစ်မှာအရှေ့တီမောနိုင်ငံကအဖွဲ့ဝင်ဖြစ်လာတာကြောင့်အာဆီယံအဖွဲ့ဝင်17နိုင်ငံအထိရှိလာခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။အာဆီယံပူရီပရဆဆရီယေမွေးရဲ့ဂျီဂျိုで会議に出席できない高い層に代わって発言をさせていただきます。ကနေဒါဝန်ကြီးချုပ်ဟောင်း Justin Trudeau နဲ့ Pop အဆိုတော် Katy Perry တို့ဟာ ဇုံရဲဖြစ်ပထမဆုံးအချိန်လူသိရှင်ကြားပွဲထွက်လာခဲ့ပါတယ်သူတို့နှူးကို အော်တော်လာ25ရက်နေ့ကပြင်သစ်နိုင်ငံဖာရီမြို့မှာကျင်းပတဲ့ကီဒီဘယ်ရီရဲ့42နှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားမှာတွေ့မြင်ခဲ့ရတာဖြစ်ပါတယ် People Magazine ရဲ့ဓာတ်ပုံတွေရ Crazy Horse ဖာရီကာဝဲရုံကနေထွက်ခွာလာချိန်မှာသူတို့နှူးဟာလက်တွဲရင်းနဲ့ပြုံးရွှင်နေကြတာကိုတွေ့ရပါတယ်အသက်53နှစ်ရွယ် True Rose က အနက်ရောင်ဝစ်စုံပြည့်ဝစ်စင်ထားပြီးတော့ဖယ်ရီကတော့အနီရောင်ဂါဝင်နဲ့ဖြစ်ပါတယ်သူတို့နှူးရဲ့အခြေရေးသတင်းတွေဟာဒီနှစ်ຫນွေရာသီမှာစတင် ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ဖယ်ရီဟာတရုတ်ဆောင်အော်လန်ဒိုဘလူးမ်နဲ့ပြီးခဲ့တဲ့ဇွန်လမှာလမ်းခွဲခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာချိန်တွေ့ခဲ့ကြသလိုစန်တာဘာဘရာကန်းကြီးအင်းကြီးကရွက်လီပေါ်မှာအနမ်းဖလဲနေတဲ့ဓာတ်ပုံတွေလဲထွက်ပေါ်ခဲ့ပါသေးတယ်ထရူရောဟာ 2023ခုနှစ်မှာကွာရှင်းခဲ့တဲ့ဇနီးဟောင်းနဲ့သားသမီး3ဦးရှိပြီးတော့ KD Berry ကလည်း Orlando Bloom နဲ့သမီးတူရှိထားပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင့်တွေပါ